မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match 26ရက်နေ့မန္တလေးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ်းတိုက်ပွဲသတင်းကတော့ KNB နဲ့ Corporate မြို့နယ်မှာရှိတဲ့ ်ကော့ဘိန်းနယ်မြေရဲစခန်းကိုတော်လိုင်းပူပေါင်းအင်အားစုတပ်ဖွဲ့တွေကမတ်လ25ရက်နေ့မွန်လွဲပိုင်းအချိန်မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေတပ်ဆွဲနေထိုင်နေတဲ့ကော့ဘိန်းရဲစခန်းကိုမတ်လ24ရက်နေ့မနက်9နာရီအချိန်ကနေစတင်ပြီးမွန်ကရင်နဲ့ PDF တော်လိုင်းအင်အားစုတွေပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချိန်တရက်ကျော်ကြာအောင်တိုက်ခိုက်ခဲ့တဲ့ ကော့ဘိန်းရဲစခန်းကိုမတ်လ25ရက်နေ့မွန်းလွဲ2နာရီအချိန်မှာတော့တော်လိုင်းအင်အားစုတွေပူးပေါင်းတပ်ဖွဲ့တွေကအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။မြေပြင်သတင်းအင်ဂျင်မီဒီယာပြောပြချက်အရစေကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်23ဦးဟာအလံဖြူထောင်လက်နက်ချအညံ့ခံခဲ့တဲ့အတွက်စခန်းတစ်ခုလုံးကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။စခန်းတိုက်တိုက်ပွဲအတွင်းမှာစေကောင်စီထံကနေပြီးတော့လက်နက်ခဲယမ်းတွေအပါအဝင်စစ်အုံဆောင်ပစ္စည်းတွေကိုလည်းတော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ ကော်ဘိန်ရဲစခန်းတိုင်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကလေချောင်းနဲ့အဆက်မပြတ်ပစ်ကူပေးခဲ့တယ်လို့ဂျမ်းမြေမှာရှိနေတဲ့စစ်သည်မော့ကလည်းပစ်ကူပေးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ပြစ်ခတ်တိုက်ခတ်မှုတွေကြောင့်အရက်သားပြည်သူ9ဦးထဲမှနေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အရက်သားနေထိုင်တဲ့နေအိမ်တွေနဲ့ဘုံကြီးကျောင်းတီလာရှင်ကျောင်းစတဲ့ဘာသာရေးအဆောက်အအုံတချို့လည်းထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့သိရပါတယ်။ကော်ဘိန်ရဲစခန်းသိမ်းတိုက်ပွဲကိုမွန်ပြည်သက်ပါတီ AD အပါအဝင်မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA နဲ့ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်ဖွဲ့တွေ ချားပြူနဲ့ဂလုံစစ်ကြောင်းတို့ကလည်းပါဝင်တိုက်ခတ်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘလူးနင်းမဲ့လမ်းဆက်စီရေးအဖြစ်နဲ့မွန်ပြည်နယ်ရေးမြို့နယ်တဲကခန့်တင်းတရမ်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီဂိတ်စခန်းကိုရေးဘလူးအဖွဲ့ကမက်စလာ25ရက်နေ့မနက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနက်6နာရီကနေပြီးတော့စတင်ခဲ့တဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေဟာနှစ်နာရီလောက်အကြာအထိနှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်ဒီတိုက်ခိုက်မှုဟာ ဘလူးနင်းမဲ့လန်စစ်စင်ရေးရဲ့ဒုတိယအကြိမ်စစ်စင်ရေးဖြစ်ပြီးတော့ပထမဆုံးအကြိမ်ကရေးမျိုးကချောင်းတောင်တရာစစ်စေးဂိတ်ကိုမက်စလာ14ရက်နေ့ကဝင်ရောက်ပြက်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်တိုက်ခိုက်ခံရတဲ့ခန့်သင်းတရာစစ်စေးဂိတ်စခန်းကရေးမျိုးမြောက်ပိုင်းကစုံနတာနဲ့နှင်းစုံကြေးရွာကြားမှာရှိတာဖြစ်ပြီးတော့စခန်းကိုရှေ့တိုးပြီးတော့ဝိုင်းတဲ့အချိန်မှာရေးဘလူးအဖွဲ့ကရဲဘော်2ဦးစစ်ကောင်စီဘက်ကထောင်ထားတဲ့မိုင်းနင်းမိပြီးတော့ကြာဆုံးသွားတာရှိတယ်လို့ထိခိုက်ဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေလည်းရှိတယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ် ်ကျွန်တော်တို့စခန်းပတ်လည်မှာဝိုင်းပြီးတော့ရှေ့ကိုတက်တဲ့အချိန်မှာမိုင်းနေမိသွားတယ်မိုင်းနေပြီးတော့ရဲဘော်နှစ်ဦးတိုက်ပွဲမှာကြတယ်ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ရဲဘော်ရဲ့အလောင်းကိုတော့ပြန်ယူလာနိုင်ခဲ့တယ်ကျွန်တော်တို့ဘက်ကလက်နက်တချို့လက်နက်ကြီးပေါက်တွေလည်းနည်းနည်းပါးပါးဆုံးရှုံးသွားတာရှိတယ်လို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကအတည်ပြုပြောဆိုခဲ့ပါတယ်လက်နက်ကြီးစားထိမှန်ပြီးတော့ရဲဘော်နှစ်ဦးထပ်မှန်ပြီးတော့ဒဏ်ရာရရှိခဲ့ပေမဲ့စိုးရိမ်ရတဲ့အခြေအနေမရှိပဲစစ်ကောင်စီဘက်ကတော့၅ဦးတေဆုံးကထိခိုက်ဒဏ်ရာရတဲ့သူတွေများတယ်လို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်ရေဘလူးအဖွဲ့အနေနဲ့စစ်စင်ရေးကို တပ်ဖွဲ့အင်အား30လောက်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီဘက်ကအင်အား20လောက်ရှိတယ်လို့သိရပါဗါဒ်အဲ့ဒီခန့်တင်းတရားဂိတ်စခန်းဟာရေဘလူးဘက်ကတွတ်ဆထားတာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားကပုံများနေတယ်လို့စခန်းပတ်လည်မှာဆက်သွယ်ရေးမြောင်းတွေတစ်ပင်ကြီးတွေမှာလည်းမိုင်းတွေအမြောက်အများထောင်ထားတယ်လို့အဖွဲ့ခေါင်းဆောင်ကပြောပါဗါဒ်ကျွန်တော်တို့ကစခန်းထဲအထိတောင်ရောက်နေပြီမိုင်းတွေကတအားများတယ်တိုးလို့မရတဲ့အခြေအနေဖြစ်သွားတော့ပြန်လည်ဆုတ်ခွာခဲ့ရတယ်ကျွန်တော်တို့ငိုက်မိသွားတာပေါ့လို့သူကပြောဆိုခဲ့ပါဗါဒ် တပ်ဖွဲ့အနေနဲ့ရန်သူမိုင်းနဲ့တိုးခဲ့တဲ့အတွက်အထိနာသွားခဲ့ရတယ်လို့တပ်ဖွဲ့ခေါင်းဆောင်ကမှတ်ချက်ပေးပါတယ်အဲ့ဒီခန့်တင်းတရားဂိမ်းစခန်းကိုပြီးခဲ့တဲ့ match လ16ရက်နေ့ကလည်းရေဘလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့လို့စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးသွားတဲ့ဖြစ်ရလည်းရှိခဲ့တယ်လို့သိရပါတယ် match လ25ရက်နေ့စစ်စင်ရေးအတွင်းမှာတော်လိုင်းတပ်ဖွဲ့ဝင်၂ဦးကြာဆုံးသွားတာဟာရေဘလူးအဖွဲ့အတွက်ပထမဆုံးတတ်သားကြာဆုံးမှုဖြစ်တယ်လို့သိရပါတယ်ရန်သူအခြေအနေမှာနည်းနည်းပေါ်ဆသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဘက်ကဆုံးရှုံးမှုနည်းနည်းကြီးသွားတယ် ကျွန်တော်တို့တော်လိုင်းရေးလောက်လာတဲ့စစ်စင်ရေးတဲ့ရှောက်မှာကြာဆုံးတာမရှိဘူးလို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကစပြီးတော့ဘလူးနင်းမဲ့လန်စစ်စင်ရေးကိုစတင်ဖော်ဆောင်ခဲ့တဲ့ ရေးဘလူးအဖွဲ့ကထိုးစစ်တွေတောက်လျှောက်ဆက်လာဖို့ရှိတဲ့အတွက်အဖွဲ့ခေါင်းဆောင်ကအတိပေးထားပါတယ်။ဘလူးနင်းမဲ့လန်စစ်စင်ရေးအကောင့်ထက်ဖော်နေတဲ့ကာလာအတွင်းမှာပြည်သူတွေအနေနဲ့အသွာအလာအပျော်ပါးတွေကိုရှောင်ကြဖို့လဲသတိပေးထားတယ်လို့သိရပါတယ်။ ရေဘလူးအဖွဲ့ဟာမွန်ပြည်နယ်ရေမြုံနယ်တဝိုက်မှာတိုက်ပွဲတွေကိုဇက်တိုက်ဖော်ဆောင်နေတဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဖြစ်ပြီးစစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းမှာတပ်သားတွေအင်အား150ကျော်ဝင်ရောက်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးအခုညီတောင်းကျင်တာလေးတခုကတော့ကျွန်တော်ရဲ့ channel အစ်စ်ကလေးကို like and subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအမြဲတမ်းတင်ဆက်ပေးနေကြ Revolut Burma channel က warning ထိထားပြီးတော့ channel ကနေနေတဲ့အတွက်ကြောင့် အချိန်မရွေးပြတ်သွားနိုင်တဲ့အတွက်အခုပြသထားတဲ့ Revolut Burma News Channel ဆိုတဲ့ channel အသစ်ကလေးကို subscribe လုပ်ပြီးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစီခင်ဗျာနာမည်ကတော့မပြောပါဘူးအနောက်က News Channel ဆိုတဲ့စလုံးလေးပဲပို့သွားတာပါရှာမတွေ့မှာမပူပါနဲ့အောက်က description မှာ channel အသစ်ကလေးရဲ့ link လေးကိုထည့်ပေးထားပါတယ်ခင်ဗျာ subscribe လုပ်ပြီးထားကြတဲ့လူကြီးမင်းများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့တင်ငန်းကျောမြို့နယ်ရဲစခန်းကိုလက်ပြဘုံးနဲ့ပြည်သွင်းပြီးတိုက်ခိုက်ရာရဲနှစ်ဦးသေဆုံးပြီးလူနာတင်ကားနှစ်စီးရဲစခန်းထဲကိုဝင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မက်လ25ရက်နေ့ညပိုင်းမှာတင်ငန်းကျောမြို့နယ်ရဲစခန်းကို Urban Justice အဖွဲ့ကလက်ပြဘုံးနှလုံးပြည်သွင်းပြီးတော့တိုက်ခိုက်ရာရဲနှစ်ဦးသေဆုံးပြီးနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မက်လ25ရက်နေ့ညတင်ငန်းကျောရဲစခန်းကိုလက်ပြဘုံးနှလုံးနဲ့စော်တာရဲခွေးနှစ်ကောင်တိတယ်နှစ်ကောင်ပြင်းထန်စွာဒဏ်ရာရတယ်လို့ ် Avengersic အဖွဲ့ခေါင်းဆောင် Venom ကပြောဆိုခဲ့ပါတယ်။၎င်းတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာရဲစခန်းအနီးမှာရှိတဲ့လမ်းမကိုပိတ်ချထားပြီးတော့အင်အားအများပြားနဲ့စစ်ဆေးမှုတွေပြုလုပ်နေပြီးရဲစခန်းအတွင်းတွေကိုလူနာတင်ကားနှက်စီရောက်ရှိသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလဘီတင်ဆက်ပေးရမယ်တရင်ကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီအတွက်အလုလုပေးနေတဲ့လက်နက်ကိုင်းတင်ကန်းဝက်တအူးနဲ့ပြူစောတိတအူးတို့ပြစ်ခတ်ခံရပြီးတော့တအူးတေဆုံးသွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ25ရက်နေ့မွန်လွဲတနအီအချိန်ကကြိုက်ထုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီအတွက်အလုံးလုံးပေးနေတဲ့ကင်မွန်ချောင်းကျေးရွာမှာရှိတဲ့ကြောက်ဖြူတောင်ချောင်းဘောကဝရီချောင်းဖုန်ကြီးဦးစံနီမာနဲ့စင်တော်ကဖီးပိုင်ရှင်တင်ငိမ့်ဆိုတဲ့သူတွေကိုကြိုက်ထူတော်လိုင်းအင်အားစု KRF နဲ့ကြိုက်ထူပကဖပူပေါင်းအဖွဲ့ကစစ်ရေးပြင်းမှတ်အဖြစ်တတ်မှတ်ပြီးတော့ကင်မွန်ချောင်းလမ်းမကြီးနဲ့ကင်မွန်ချောင်းနေပြည်ရဲစခန်းလမ်းလုံးမှာရှိတဲ့စင်တော်ကဖီးဆိုင်ရှိမှာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာတင်ငန်းဝတ်ဖုန်ကြီးဦးစံနီမာဟာနေရာမှာတွေပွဲချင်းပြီးတေဆုံးခဲ့ပြီးတော့ ပြူစောတိတင်ငင်းဟာကြီရှက်တိဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။တော်လိုင်းပူပေါက်အဖွဲတွေကတော့အထီးကမ်းမရှိအောင်မြင်စွာစုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတင်ငန်းဝတ်ဖုံကြီးဥဆန်နေမှာဟာအကြမ်းဖက်စစ်ကောင်စီရဲတွေနဲ့ပူးပေါင်းပြီးတော့ပစ္စတိုတနက်တလက်ကင်ဆောင်ထားပြီးဖုံကြီးเจ้าမှာမနေပဲရွာထဲမှာတော်လိုင်းအဖွဲတွေရဲ့သတင်းတွေကိုလိုက်လံထောက်လှမ်းပြီးအကြမ်းဖက်စစ်သားနဲ့ရဲတွေကိုသတင်းပေးပို့ခြင်းအရက်တောက်စားမိမရှုပ်ခြင်းစစ်တပ်နဲ့ပူးပေါင်းပြီးတော့ကင်မွန်ချောင်းရွာသားတွေကိုချိမ့်ချောက်ခြင်းမတရားဖမ်းဆီးခြင်း စစ်သားနဲ့ရဲတွေကင်းလဲတဲ့နေရာမှာ၎င်းရဲ့ကားကိုအုံပြုခွင့်ပေးခြင်းစတာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။တင်ငိမ့်ဆိုတဲ့သူဟာတပ်မိသားစုဝင်လဲဖြစ်ပြီးတော့ပြူစောတိအဖွဲ့ဝင်လဲဖြစ်တယ်လို့သိရပါတယ်။တင်ငန်းဝတ်ဘုံကြီးဦးစံဒီမာနဲ့ပူးပေါင်းပြီးတော့ကျေးပါသားတွေအပေါ်မှာအုပ်စုဖွဲ့အနိုင်ကျင်ခြင်းပြည်သူတွေကိုချိမ့်ချောက်ခြင်းတော်လိုင်းရဲ့အဖွဲ့များရဲ့သတင်းတွေကိုစုံစမ်းပြီးတော့အကြမ်းဖက်စစ်ကောင်စီနဲ့ရဲတွေကိုသတင်းပေးခဲ့တဲ့အတွက်ပြစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ကြိုက်ထူတော်လိုင်းရဲ့အင်အားစု KRF ဟာစစ်အာဏာရှင်စနစ်ကြာဆုံးသည့်အထိ ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ပြီးတော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုအသက်ပေးပြီးတော့ကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ်လို့သိရပါဗျ။ KRF အနေနဲ့ပြည်သူလူထုအပေါ်မှာဒဇုံတရာထိခိုက်မြင့်တာပျက်စီးဆုံးရှုံးစေမည်ဖောက်ခွဲမှုပစ်ခတ်မှုများအားပြုလုပ်ခြင်းလုံးဝမရှိကြောင်းနဲ့ KRF ကပြတ်မှတ်ထားတိုက်ခိုက်ခြင်းများကိုပြည်သူများထံသို့ KRF page ကနေတစ်ဆက်အတိအလင်းအတိပေးဖော်ပြသွားမှာဖြစ်ကြောင်းကိုလည်းထုတ်ပြန်ထားပါဗျ။အလားတူပဲတနင်္သာရီတိုင်း ဒဝဲခရိုင်လောင်လုံးမြို့နယ်ဝေလီကျေးရွာမှာနေတဲ့စစ်ကောင်စီအတွက်အလုပ်လုပ်ပေးနေတဲ့မူမူအေးကိုဝင်ရောက်ဖမ်းဆီးပြီးတော့လုံခြုံတဲ့နေရာကိုပို့ဆောင်ပေးတဲ့အချိန်မှာထွက်ပြေးဖို့ကြိုးစားခဲ့တဲ့အတွက်ပြစ်ခတ်ရှင်းလင်းလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ22ရက်နေ့ညနေ2နာရီခွဲအချိန်ကလောင်လုံးမြို့နယ်ဝေဒီကျေးရွာနေအကြမ်းဖက်စစ်ကောင်စီအတွက်အလုပ်လုပ်ပေးနေတဲ့မူမူအေးကိုနေအိမ်အတွင်းမှာဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။၎င်းကိုတာဝန်ရှိတဲ့သူတွေက စစ်ဆေးရာစစ်တင်နန်းတွေကိုတက်ရောက်ထားတဲ့အပြင်ပြည်သူကာကွယ်အဖွဲ့များရဲ့တရင်တွေကိုလည်းလိုက်လံစုံစမ်းနေတဲ့သူဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ဆေးပြီးတဲ့နောက်မှာ၎င်းကိုလုံခြုံတဲ့နေရာမှာထိမ့်သိမ့်ဖို့အတွက်ပို့ဆောင်တဲ့အချိန်မှာထွက်ပြေးရန်၃ချိန်တိုင်တိုင်စူးစမ်းခဲ့တဲ့အတွက်ပြစ်ခတ်ရှင်းလင်းရန်တေဆုံသွားပြီဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပြစ်ခတ်ရှင်းလင်းမှုကိုအထူးပြောက်ကြားတပ်ဖွဲ့ SGF တပ်ဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ရဲရွာနေပြည်သူတွေနဲ့လုံးဝမသက်ဆိုင်ဘူးလို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဖာပုံအပါဝင် KNU တပ်မဟာ9နယ်မြေမှာရှိတဲ့အရက်သားတွေတွာလာနေထိုင်နေတဲ့နေရာတွေအိမ်တွေရွာတွေကိုစစ်ကောင်စီကအဓိကပြက်မှတ်ထားတိုက်ခိုက်နေပြီးတော့ဖာပုံမြို့ရက်ွက်ကိုဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဘက်ကတော့တိုက်လေရင်နေနဲ့လက်နက်ကြီးတွေပါတိုက်ခိုက်မှုအပြင်းထန်လှုံ့ဆော်နေပါတယ်အပြစ်မဲ့အရက်သားပြည်သူတွေရဲ့အိုးအိမ်တွေကိုအဓိကပြက်မှတ်ထားပြီးတော့တိုက်ခိုက်နေတာတွေ့ရတယ်ဖာပေါ်မြို့ရက်ွက်တွေကိုစစ်ကောင်စီဘက်ကလေရင်နဲ့ဘုံကျဲနေတာတွေရှိတယ်သူတို့စခန်းတွေမှားပြီးတော့လေရင်နဲ့ပြန်ကျဲမိတာတွေလည်းရှိတယ်လို့ သတင်းအရင်းမြစ်တစ်ခုကပြောဆိုထားပါတယ်တမဟာ9နေမြေမှာစစ်ကောင်စီရဲ့တပ်စခန်းတွေအားလုံးကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့ထားလို့စစ်ကောင်စီကလူနေအိမ်တွေကိုပိတ်မှတ်ထားပြီးတော့တိုက်ခိုက်နေတာဟာတန်လွေမြစ်ဆုံတူးမွဲထားမှာစစ်ကောင်စီကအရက်သားလေကိုပိတ်ခတ်တိုက်ခိုက်တာမျိုးလည်းရှိတယ်လို့သိရပါတယ် KNU အုပ်ချုပ်မှုနေမြေအမှတ်9တမဟာမှာစစ်ကောင်စီတပ်စခန်းတွေအားလုံးကို KNL PDF အဖွဲ့ဝင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ KNPF သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်အရင်ကသူတို့ကိုပြန်ဖို့လမ်းဖွင့်ပေးတာကြားပြီး သူတို့ရဲ့အထက်အမိန့်ကြောင့်မပြန်ကြတော့လို့အခုလိုမျိုးဒီဘက်ကပိတ်ဆို့လိုက်တာအခုတော့သူတို့တွေတိုက်ခိုက်ခံနေရပြီးတော့အပီးသက်ချင်းမုံတဲ့အထီကိုလုံဆောင်ဖို့ရှိတယ် KNLA ပူပေါင်းအဖွဲ့တွေဘက်ကတော့ပြင်းထန်တဲ့တိုက်ခိုက်မှုမျိုးတွေလုံးမမဟုတ်ဘူးလို့အဲ့ဒီသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်စစ်ကောင်စီဘုံကျဲတိုက်ခိုက်ခဲ့လို့ဖာပေါ်မျိုးကနေအိမ်တော်တော်လေးကိုပျက်စီးသွားတယ်လို့သိရပါတယ်မက်လ24ရက်နေ့မနက်မှာတော်လဲထာဘက်ကိုစံတက်လာတဲ့လှေတစည်းကိုတူးမွဲထားအခြေစိုက်စစ်ကောင်စီစခန်းကစနိုက်ပါနဲ့တစ်ချက်ပြစ်ခတ်ခဲ့ပြီးတော့ညနေအပြန်မှာလဲလက်နက်ငယ်နဲ့ ်ပုံချက်ထပ်မံပြက်ခတ်ခဲ့ပြီးတစုံတရာထိခိုက်မှုတော့မရှိဘူးလို့လေသမားနဲ့နီးစပ်သူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီတွေရုံးဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေမှာကျင်းပပြုလုပ်မဲ့89နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကိုညနေပိုင်းအချိန်ကိုပြောင်းလဲပြီးတော့ကျင်းပမှာဖြစ်ပြီးအခုလိုပြုလုပ်ခြင်းဟာစစ်တပ်တမိုင်းမှာပထမဦးဆုံးအချိန်ပြုလုပ်ခြင်းဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်89နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကိုလာမယ့်မတ်လ28ရက်နေ့ ညနေ9:15မိနစ်မှာပြုတ်လုကျင်းပမှာဖြစ်ပြီးတော့အဲ့ဒီအခမ်းအနားကိုစစ်ကောင်စီကပိုင်တဲ့ရုပ်တံတွေကနေတစ်ဆက်ထုတ်လွှင့်သွားမှာဖြစ်ပြီးရေဒီယိုလိုင်းတွေကနေလည်းဓာတ်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့စစ်ကောင်စီကကြေညာထားပါတယ်စစ်ကောင်စီက၎င်းတို့ပြုတ်လုတဲ့စီရေးပြအခမ်းအနားကျင်းပပုံကိုရှေ့တန်းမှာရှိတဲ့တပ်စခန်းအသီးသီးမှာရုပ်တံဗီဒီယိုတွေကိုကြည့်ရှုခိုင်းပြီးတော့ရုပ်တံလိုင်းမရတဲ့နေရာမှာလည်းရေဒီယိုလိုင်းတွေဖွင့်ပြီးတော့နားထောင်စီဖို့အတွက်ညွှန်ကြားလေးရှိတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ် လမ်းလျှောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်ပြီးတော့ထုံးစံအတိုင်းရုပ်တံဗီဒီယိုတွေကိုတက်တွေစခန်းတွေမှာကြည်ခိုင်းအောင်မှာဖြစ်တယ်။တချို့စခန်းတွေမှာဆိုရေဘူးတဘူးပဲရိတ်ခါရတဲ့နေရာတွေရှိတယ်။ငပိကိုအလုံးလေးလုံးပြီးတော့နောက်ပြန်လှည့်ပြီးမဲနှိုက်ရတဲ့အချိန်ရေဒီယိုမှာတက်မတော်နေဂုံပြူစစ်ကြောင်းကြီးတွေကလည်းတချင်းတွေအော်ဆိုပြီးတော့လမ်းလျှောက်နေတဲ့အတန်ကိုလွှင့်ပေးထားပါတယ်။မျက်လုံးနဲ့မြင်အောင်ပဲထင်တယ်။ရေဒီယိုမှာတော့စစ်ကောင်းဆောင်မင်းအောင်လိုင်က Standard Army လို့တဖွာဖွာပြောနေတော့မှာပဲ။အဲ့ဒီလမ်းလျှောက်နေတဲ့ငတိတွေကိုသာ 3လလောက်အချိန်ကုန်မခံပဲငါတို့ဘက်ကသာလွတ်လိုက်ရင်ငါတို့နောက်တန်းခဏပြန်လို့ရတယ်ဆိုတဲ့အတွေးတွေအများတန်းဝင်ပါတယ်အခုအနေထားကကျွန်တော်တို့တုန်းကထဲတောင်ပိုဆိုးနေသေးတယ်လို့ CDM ဘူကြီးဇင်ယော်ကသတင်းပေးဖို့ပြောဆိုထားပါတယ်ရှိတဲ့စစ်မြေပြင်တွေမှာစိတ်သက်အင်အားရော့ကြပြီးတော့တိုက်ခိုက်လို့စိတ်နဲကစစ်ကောင်းစီတပ်ဖွဲ့ဝင်တွေလက်နက်ချအညံ့ခံနေတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတပ်မတော်နေစစ်ရေးပြအခမ်းအနားကိုကျင်းပဖို့အတွက်လှုပ်ဆောင်လာခြင်းဖြစ်တယ်လို့သိရပါဗါတယ်အခုကလက်နက်ချလည်းအပြစ်ပေးလို့ကမရတော့ဘူး စခန်းကိုစွန့်ခွာလဲပြန်ခေါ်ပြီးတော့ခိုင်းနေရတယ်အခုလမ်းလျှောက်ပွဲကိုမင်းအောင်လိုက်ကစီစီကားကလှုပ်ပြတာကိုခြေတန်းကစစ်သားတွေများများတွေ့ရလေလေစိတ်သက်ကြလေလေဖြစ်ပါလိမ့်မယ်ဒါကြောင့်လမ်းလျှောက်ပွဲအပြီးမှာတော်လိုင်းတက်တွေကဖိပြီးပဲတိုက်တိုက်ဖော့ပြီးပဲတိုက်တိုက်စခန်းတွေထပ်ပြီးရပါလိမ့်အောင်မယ်ကျွန်တော်တို့တွေကိုတွေ့ခံစားနေရတဲ့အနေအထားနဲ့ခံမှန်းတွက်ချက်သုံးသက်တာဖြစ်လို့အခြေအနေကတော့အလုံးမှန်နေသေးတယ်လို့ဗိုလ်ကြီးဇင်ရော်ကသုံးသက်ပြောဆိုခဲ့ပါတယ်စစ်ကောင်စီကအခုကျင်းပမဲ့စီရေးပြအခမ်းအနားကိုစီစီကားကားဖြစ်ဖို့အတွက် တွန်းအားပေးပြီးတော့ပြုတ်လုံနေတော့လေခြေတန်းဆက်မြန်းနာပြင်းနေမှာရိတ်ခါပြက်လက်ပြီးတော့တိတ်ဆုံနေကြတဲ့တပ်သားတွေလည်းအများပြားရှိတယ်လို့တွေ့နေရပါတယ်။ပြီးခဲ့တဲ့ match လ7ရက်နေ့ကရခိုင်တပ်တော် AA တိုက်ခိုက်သိမ်းယူခဲ့တဲ့ရန်ပြဲတိန်တောင်ဂုံးမော်ပါရှိတဲ့စစ်စခန်းတစ်ခုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်ဟာပြင်ပဒဏ်ရာမရှိဘဲနဲ့အစာငတ်မှုပြီးတော့တိတ်ဆုံသွားခြင်းဖြစ်တယ်လို့ဒေတာတွင်သတင်းအရေးမြစ်တွေရဲ့ဖော်ပြချက်အရသိရပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးနေဝင်းဟာဖက်စစ်ကို တော်လှန်ရာမှာ ယဟန်ရှင်လူပြည်သူအပေါင်းပါဝင်ခဲ့တဲ့တမိုင်းကြောင်အရာကိုမိမ့်မိန်စေရန်နဲ့၎င်းတို့ရဲ့စစ်တပ်ရဲ့အခမ်းကဏ္ဍကိုပုံဖို့အလေးသာစေရန်အရင်ကတတ်မှတ်ထားတဲ့တော်လန်ရေးနေ့အမည်ကို1995ခုနှစ်မှာပြောင်းလဲပြီးတော့တမတော်နေ့လို့တတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံတဝမ်းလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ